ကျူကြီးသူစောစီအရေးတွေတောက်ထားပြန်ပြီလားနင်ကလည်းဟဲ့တော်တော်ပြောမဆိုတာခတ်တာပဲဟာနင်စောကားလိုက်လားဟမ်အရေးနဲ့ဘလို့လို့ပြောနေမှာလေဒီလောက်မူရဲ့ဥစ္စာပြီးတော့ငါအများကြီးလက်တော်တော့မို့ငါပါပါလေးပဲပုတ်တာဟဲ့ဟဲ့ညကအရှက်မတောက်ပါနဲ့လို့ခဏခဏပြောထားတယ်မဟုတ်ဘူးလားဟမ်ငါတောက်ချင်လို့တောက်နေပဲထင်နေတာဟမ်ငါအညာသားမိသားစုသနာလို့တောက်နေတာနော်နင်ရှက်တောက်တယ်အညာသားမိသားစုနဲ့ဘာဆိုင်လို့လဲဟဲ့ ဟာဖိုင်တော့ဗောသူတို့မိသားစုကအရေးရောက်လာလीငါမတော့လို့ရှိရင်သူတို့မိသားစုစီးပွားရေးဒုက္ခရောက်မှာဗောဟောငါသွားတော့တော့စီးပွားရေးလည်းအဆင်ပြေတယ်မိသားစုသသာရရပဲငါသူတို့ရဲ့ထမင်းရှင်လို့ပြောလို့ရတယ်မိုးစားမှာရဲ့အဖိုးရှောက်ပြောနေပြန်ကြော်ကြီးညငါပြောပြမယ်အရက်ကလीလူကောင်းကျိုးပေးလားမပေးလားဆိုရင်လူမပြောနဲ့နွားကိုအရက်နဲ့မြက်ဘာရွေးမလဲဆိုရင်တော့လေမြက်ပဲရွေးမှာအရက်ကိုရွေးမှာမဟုတ်ဘူးအဲ့နင်းသိလားအော်ဟုတ်လားငါလीအ ဒီမူးများနေရလားဟမ်ကိုကနော်လေငနုံလေသူမရဲမတော့ဘူးလားဒုက္ခပဲဒီမှာငါ့ကိုလာပေးမြင်းနဲ့ရဲ့ရွေးကန်းလေငါအရဲ့ပဲရွေးမှာလေဟိုမြက်ငါသားမလားဟိုပြောနေမလို့မသိဘူးဟာဒီကလေ